အလုံးမမင်္ဂလာပါခင်ဗျာ90 kit soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကိုမုံနဲ့ inter milan တို့ကစားကြမဲ့ serie a ရာသီပိတ်ပွဲကမြန်မာစံတော်ချိန်တနာ25မိနစ်မှာဖြစ်ပါတယ်ပထမကြောကစားတော့က san siro မှာ inter milan အသင်းဒီ2-0နဲ့နိုင်ခဲ့ပြီးတော့အဲ့ဒီပွဲမှာပေးခဲ့တဲ့ခြေက asian inter milan အသင်းကနေ2ပေါင်60 body ခြေနဲ့ကိုပေါင်းခြေက3နှုတ်30ဖြစ်ပါတယ်ကိုမုံတဲ့ဟာဒီရာသီမှာတန်တက်လာတယ်ဆိုပေမဲ့ဒီပြတဲ့ set fabricate ရဲ့လက်အောက်မှာ စစ်တဆယ်တရာကနေပြီးတော့ရာသီသိပ်ရာသီပိတ်နိုင်ခဲ့တယ်ဒီပွဲတွေသူတို့ရဲ့အိမ်ပွဲမှာပြိတက်ကိုနှုတ်ဆက်ခွင့်ရမယ်ပွဲဒီတဲ့ကရာသီကြိုပြင်ဆင်မှုတွေလှုပ်ဆောင်ကြတဲ့ကအတွက်ကြုံရင်ဝိုင်းရံကစားသမားတွေအများပြားကိုအလွတ်ပြောင်းရွှေ့ကြီးတွေနဲ့ခေါ်ယူခဲ့ပြီးတော့တေချာကိုပြင်ဆင်ခဲ့တာစီမံခန့်ခွဲပုံကောင်းတယ်လို့အသည်နီးပြရဲ့ mindset ကလည်းတော်တော်လေးကောင်းတယ်။ယာတီတစ်မှာစီးရီးမှာတန်းတင်ကြံဖို့ဆို အမှတ်ရဖို့လိုတယ်အမှတ်ရဖို့ဆိုကိုသွဲနိုင်မှဖြစ်တယ် သူတို့ပြအင်ခွင့်ရလက်တွေပို့ပြီးကောင်းဖို့လိုတယ်ဆိုတော့ကိုတွေးတောနိုင်ခဲ့တယ်အကောင့်ထဲလည်းဖို့နိုင်ခဲ့ဒီချက်ကပဲကိုမုံသိန်းကိုတန့်တင်စေခဲ့တာလို့ပြောလို့ရပါတယ်ဘယ်သိန်းကိုမှမကြောက်ရွံ့မဲနဲ့သူတို့ကစားခဲ့တယ်အင်ခွင့်မှာကိုသွင်းနိုင်အောင်ကြိုးစားတယ်တကူပေးလိုက်ရရင်တရေကြအောင်ကြိုးစားတယ်ဥဆောင်ကိုရရင်အနိုင်သုံးမှတ်ရဖို့နောက်တကူထက်ရအောင်ကန်တယ်ဒါကြောင့်မဲအင်ခွင့်ဆက်ချက်ပွဲကစားပြီးမှသူတို့ကိုမုံသိန်းနိုင်ခဲ့တဲ့ပွဲက Fiorentina နဲ့ကစားခဲ့တဲ့ပွဲတပွဲပဲရှိခဲ့တာ သူတို့ဖြင့်အတိမ်ဆောင်ဖြစ်လာနိုင်ခဲ့တဲ့အခုရာသီသိမ်းကာလမှာအင်ကွက်ရလက်ကိုပိုကောင်းအောင်သူတို့ကြိုးစားပြခဲ့တယ်။အင်ကွက်နောက်ဆုံးကစားခဲ့တဲ့၆ပွဲမှဆိုတပွဲမှမရှုံးခဲ့ဘူးဗျာ။ဒါပေမဲ့ဒီရာသီမောင်ကိုမိုရဲ့အားနည်းချက်တစ်ခုရှိတယ်။အဲ့ဒါကအသင်းကြီးတွေကိုကြောက်တဲ့ယောဂါပဲဗျာ။ကိုမိုဟာဒီရာသီသူတို့ရဲ့အင်ကွက်မှာအသင်းကြီးတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့မှတ်တမ်းတွေကိုကြည့်ရင်နောက်ဆုံးကစားခဲ့တဲ့ပွဲနာပိုလီသင်းကိုသူတို့ရက်လက်လက်နိုင်တယ်။အဲ့ဒီပွဲမှာကြေးလက်အောင်ဂျူဗန်တက်နဲ့ပွဲမှာကြတော့ရက်လက်လက်ရှုံးနေကြေးလက်ကြတယ် အက်လန်တာကို1-2နဲ့ရှုံးတယ်တရားရခိုင်နှုန်းကြေးရှုံးတယ် AC ကိုလည်း1-2နဲ့ရှုံးတယ်ဖီရန်တီနာကို0-2နဲ့ရှုံးတယ်လာဇီယိုကို1-5ဆိုပြီးတော့ရှုံးတယ်တရားဒီလုံးသူတို့ရဲ့အိမ်ကွဲမှာရှုံးပွဲ၅ပွဲပဲရှိခဲ့ပေမဲ့အဲ့ဒီရှုံးပွဲ၅ပွဲခါအသင်းကြီး၅သင်းကိုပဲရွေးပြီးရှုံးခဲ့တာဖြစ်ပါတယ်နောက်ထပ်ကိုမိုအသင်းရဲ့ပြဿနာတစ်ခုကဒီယာဒီစီးရီးမှာကိုမိုအသင်းဒီဘူဂီရဲ့ကြီးကြီးပေးခံထားရတဲ့အသင်းဖြစ်တဲ့အတွက်နိုင်ရင်ကြေအောင်ရင်တော့သူကတ်နိုင်တာများတယ် ဒါပေမဲ့ကိုမိုဟာကြေးရှုံးရင်အပြစ်ရှုံးတတ်တဲ့အသင်းပြပထမပိုင်းမှာငြိမ်နဲ့ဒုတိယပိုင်းမှာဖွင့်ပြီးတော့ကစားတယ်ဒီပွဲမှာကိုမိုသင်းရဲ့အဓိကနောက်ခံကစားသမားကျောနံပါတ်5ဂိုဒန်နီကာဒီကစားသမားပွဲပယ်ပြစ်တဲ့ကြောင့်လွဲပါမယ်ဗျအင်တာမီလန်သင်းကိုကြည့်တော့အင်တာမီလန်တွက်တော့ဒီပွဲဟာပွဲကြက်ဗျမပေးစရာဒုတိယနေရာမှာတမတ်ရော့နေရာမှာရှိနေတယ်ဆိုပေမဲ့သူကနိုင်ပြီးတော့နာပိုလီကတရေကြမှာပဲသူကချန်ပီယံဖြစ်တော့ဆိုတော့အင်တာမီလန်သင်းဒီပွဲရဲ့ပထမပိုင်းကို ထိန်ပြီးကစားမယ်ကိုမပေးရအောင်ကစားမယ်သူတို့အဆင်ပြေခြင်းတကူကိုမရှိတော့နဲ့နိုင်အောင်ကစားပြီးတော့ပထမပိုင်းအပီနာပိုလီရလက်ဘလို့ဖြစ်နေလဲဆိုတဲ့အပေါ်မှာမူတည်ပြီးအင်တာရဲ့ဒုတိယပိုင်းဟာတက်ဝင်လာလိမ့်မယ်အကယ်၍မြန်မာပထမပိုင်းမှာနာပိုလီအသင်းဒီကက်ကလီယာရီကိုတရေကျနေတယ်ဆိုရင်အင်တာမီလန်အသင်းရဲ့ဒုတိယပိုင်းဒီဘီကွန်ရန်ကုန်ဖွင့်ကစားလာနိုင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ပထမပိုင်းမှာကလေးကနာပိုလီအသင်းဒီကက်ကလီယာရီကိုနှစ်ကိုးပြတ်နိုင်နေတာမျိုးလို့ တကူကူမရှိတဲ့နန်နီရာမျိုးလို့ဆိုရင်တော့အင်တာမီလန်အသင်းနဲ့ကိုမိုရိုကစားမဲ့ဒုတိယပိုင်းဟာအင်တာမီလန်အသင်းဘက်ကနည်းနည်းယော့သွားနိုင်တယ်။နာပိုလီနိုင်သွားပြီဆိုတော့အင်တာမီလန်ဒီသူတို့ရဲ့အဓိကကစားသမားတွေကိုထုတ်ပြီးတော့လူငယ်ကစားသမားတွေကိုထည့်တာမျိုးအရန်ကစားသမားတွေကိုထည့်ပြီးကစားတာမျိုးဖြစ်ကောင်းဖြစ်လာနိုင်တယ်။အဲ့လိုသာလှုပ်လာခဲ့မယ်ဆိုရင်ဒုတိယပိုင်းမှာကိုမိုကိုရလာနိုင်တယ်။အင်တာမီလန်တဲ့ဟာဒီယာဒီဝေးဝန်းဆွမ်းဆောင်ရေးကောင်းတယ်ဆိုပေမဲ့နောက်ပိုင်းမှာအင်တာရဲ့ဝေးဝန်းနေဟာနည်းနည်းလေးယော့လာတယ် ိုလိုညာကိုသူရှုံးတယ်ပေါမကိုတေးကြတယ်အေစီကိုတေးကြတယ်ဂျူဗန်တက်အသင်းကိုရှုံးတယ်ဖီရိနာအသင်းကိုရှုံးတယ်နောက်ဆုံးကစားခဲ့တဲ့ရှစ်ပွဲမှာဆိုနှစ်ပွဲပဲနိုင်တယ်ဗျာတော့ဘိုင်းခန်စစ်မှာအင်တာမီလန်ကောင်းပေမဲ့ဒုတိယပိုင်းဆိုအင်တာခန်စစ်တီဂိုးပေးတယ်တိုက်ဆက်ကတော့ဒုတိယပိုင်းမှာနည်းနည်းလေးယော့တယ်ဒီဘက်မှာလော်ဒါရိုမာတီနက်စ်ပါဖို့မတေးကြပါဘူးဗျာဒီဘက်တဖနာတဲ့ဂျေးကိုကြည့်တဲ့အခါအခုနေ့လေမြန်မာစံတော်ချင်းနှစ်နာရီခွဲအချိန်မှာအဝေးဝင်းအင်တာမီလန်တင်းကနေဘော်ဒီဂျေး1.30နဲ့ဂေါင်းဂျေးက 3D ဖြစ်ပါတယ် ပထမကြော့ဂျင်းနဲ့နိုင်ချင်ကြည့်မယ်ဆိုရင်တော့အင်တာဟာဒီပွဲမှာ1ပေါင်း30လောက်ပဲပေးရမှာပါဒါပေမဲ့အင်ကွင်းနောက်ဆုံး9ပွဲမှာလုံးဝကျုံးပွဲမရှိတဲ့ကိုမိုသင်းနောက်ဆုံး6ပွဲဆက်ကြည့်အောင်ထားတဲ့ကိုမိုဖြစ်နေတော့ဒီဂျင်းကမျှတာတဲ့ဂျင်းလို့ကျွန်တော်ယူဆပါတယ်1 is to odds မှာတော့အင်တာမီလန်နိုင်ကို80ပေးထားပါတယ်တရေကို4.3နဲ့ကိုမိုသင်းနိုင်ကို5ဆပေးထားပါတယ်အင်တာရဲ့နိုင်ဂျင်းဖွင့်လက်မှုကနည်းနည်းလေးတော့ပစိုးစလောက်ကလေးပြော့တယ်ဗျတရေမကြဘူးဆိုတဲ့ဂျင်းတော့ရှိပါတယ် Fortune to score yes ပါဗျ ကိုမတို့ကိုရောက်မယ်ဆိုတဲ့ကြေးရှိပါလေ85မိနစ်အတွင်းမှာနသိမောင်းသွင်းကို3ဂိုးချိမယ်ဆိုတဲ့ကြေးရှိပါလေဒီပွဲနဲ့ပထမပိုင်း45မိနစ်မှာအင်တာမီလန်အသင်းကဂိုးရပြီးတော့ဒီပွဲရဲ့ပထမပိုင်း45မိနစ်ဒီအင်တာမီလန်အသင်းအတွက်ရည်ရွယ်ပြီးဖွင့်ထားတဲ့45မိနစ်ပါဗျာဒုတိယပိုင်း45မိနစ်မှာကျတော့ကိုမိုအသင်းအတွက်ဖွင့်ပေးထားတဲ့ကြေးတွေကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီပွဲမှာကျွန်တော်ထင်တော့နာပိုလီဒီပထမပိုင်းမှာတည်းကကက်ကလီယာရီအသင်းကိုအနိုင်ရနေပြီးဖြစ်မယ်လို့ဘိုကယူဆထားပုံရတယ် ဲ့ဒါကြောင့်ပဲဒီပွဲရဲ့ဒုတိယပိုင်း45မိနစ်တွင်ကိုးတွေမှာကိုမိုသင်း900လာနိုင်တယ်ပို့ပြီးတော့900လာနိုင်တယ်ဆိုတဲ့ကြေးကိုဖွင့်ထားပေးတာလို့ကျွန်တော်ထင်ပါတယ်ဗျာဆိုတော့ဒီပွဲဒီမိနစ်90အတွင်းမှာပြန်လည်တွင်ကိုးချိလာနိုင်တယ်ဘော်ဒီကြေးရအင်တာမီလန်နဲ့အနိုင်ရတော့နိုင်တဲ့ကြေးဖြစ်နေတယ်အဲ့တော့ဒီပွဲမှာကျွန်တော်ဂိုးအပေါ်ကျွန်တော်ကြိုက်တယ်အင်တာဒီဒီပွဲမှာကိုမိုသင်းကိုတကိုးလုံးနဲ့ကပ်ပြီးတော့နိုင်သွားနိုင်တယ်လို့ကျွန်တော်ယူဆတယ်အင်တာမီလန်သင်းဘော်ဒီလည်းကြိုက်တယ်ဒါပေမဲ့ဂိုးပေါင်းအပေါ်ကိုကျွန်တော်ပိုကြိုက်တယ် အစုံလေးလက်ကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ